ဖိလစ်ပိုင်တမ်မတ်ဖာဒီနန်မာကိုစ်ဟာလာမယ့်နှစ်မှာအာဆီယံဥက္ကဋ္ဌတာဝန်ယူမှာဖြစ်တာကြောင့်မြန်မာနိုင်ငံအကြံတဲကိုငြိမ်းချမ်းစွာဖြေရှင်းဖို့အထူးတန်တမန်အဖြစ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးထရေဆာလာဆာရိုကိုခန့်အပ်လိုက်ပါတယ်။မြန်မာရေးဖြေရှင်းရေးအတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုံ့ဆော်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံကဆက်လက်ကင်တွဲဆောင်ရွက်မယ်လို့အာဆီယံဥက္ကဋ္ဌကပြောပါတယ်။မလေးရှားနိုင်ငံအနေနဲ့ထိတွေ့ဆက်ဆံမှုပေါင်း190လောက်လှုံ့ဆော်ခဲ့ပြီး မလေးရှားကလှုပ်ဆောင်နိုင်ခဲ့တဲ့အရာရာတိုင်းကိုဖိလစ်ပိုင်ကလှုပ်ဆောင်နိုင်မှာမဟုတ်ကြောင်းဖိလစ်ပိုင်အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်အလုပ်လုပ်သွားမှာဖြစ်ပြီးအဲ့ဒါကဖိလစ်ပိုင်ရဲ့အမြင်နဲ့ယက်တီချက်ဖြစ်တယ်လို့လည်းဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကပြောပါရယ်ဖိလစ်ပိုင်ဟာတွဲဆုံဆွေးနွေးမှုတွေကနေတဆင့်ငြိမ်းချမ်းရေးတည်ငြိမ်ရေးရရှိရေးကိုဆက်လက်ယက်တီကတောင်းဆိုသွားမှာဖြစ်ပြီးတော့နိုင်ငံတကာဥပဒေကိုလိုက်နာကတမန်ရိုးကြနဲ့တမန်ရိုးကြမဟုတ်တဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ဆောင်ရွက်သွားမယ်လို့လည်းပြောပါရယ်စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့အာဆီယံမှာရင်းရှင်အထူးတန်တမန်ထားရှိရေးကိစ္စတွေကိုလည်းလာမယ့်ဇန်နဝါရီလမှာကျင်းပမယ်အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးအတွင်ဆွေးနွေးသွားမယ်လို့လည်းဆိုပါရယ်လက်တလုံးအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံဖွဲ့အနေနဲ့လေ့လာစောင့်ကြည့်သူဆေးလွတ်မှာမဟုတ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုထားပါရယ်